စီမီးတပိတ်ဘုံကျဲတိုက်ခိုက်ခံထားရတဲ့6ဦးမြို့နယ်အပအဝင်မုံရွာမြို့တောင်ပချမ်းကိုစစ်ကော်မရှင်ကစေဝါနဲ့ရိတ်ခါတည်ယူခွင့်နဲ့လုံးဝပိတ်ပင်ထားပါတယ်။သုဒ္ဓချမ်းသာတရင်ပေးပို့ထားတာပါရှင်။ အောက်တိုဘာ6ရက်သတင်းကြိုလာပြီးညကပုံကျဲတိုက်ခိုက်ခံထားရတဲ့ချောင်းမြို့နယ်အပါဝင် မုံရမြို့တောင်ဘက်ချန်ကမြို့နယ်တွေကိုစစ်ကောင်မရှင်ကစေဝါနဲ့ရိခာတဲ့ဖွင့်လုံးဝပိတ်ပင်ထားတယ်လို့ဒေသခံတွေက ပြောပါတယ်။အရင်တုန်းကမုံရမြို့တောင်ဘက်ချန်မြို့နယ်တွေကိုစစ်တပ်ကရိခာနဲ့စေဝါတဲ့ဖွင့်ကိုအကန့်အသတ်နဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးအခုချိန်မှာတော့လုံးဝပိတ်ပင်လိုက်တာဖြစ်ပါတယ်။စကိုင်းဒေသတွေမြို့နယ်တော်တော်များများဟာမုံရမြို့ကိုဗဟုပြုပြီးကုန်စည်ပို့ဆောင်အသုံးပြုကြရတာဖြစ်တဲ့အတွက်ဒေသခံပြည်သူတွေဟာဆိုးရွားတဲ့အခြေအနေနဲ့ကြုံနေရတာဖြစ်ပါတယ်။ ပဲအဲ့ဒါအပြင်စလင်းကြီးဝမ်ပေါင်ချင်းကြီးစီမံကိန်းကသဆင့်ချင်းနှင်းမြို့အတိုင်းချင်းကြီးတဲတဲ့စစ်ရင်တွေဟာအောက်တိုဘာ၁၀ရက်နေ့မှာချောင်းမြို့နယ်ထဲကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ပါတယ်မင်းအောင်လှိုင်ကတော့ကျမတို့တတ်နေမှာပဲကျမတို့ပြည်သူတွေသိရင်ပြီးရောသူတို့ကြံရင်ပြီးရောဆိုပြီးတော့တတ်နေပါတယ်ခုမောဝတောင်ဆိုရင်ဈေးဝါးတွေထုတ်ပိုင်ခွင့်မရှိတော့ဘူးမောဝတောင်ဆိုရင်ဈေးဝါးတွေမဝယ်ရတော့ဘူးလာပြည့်နေ့နဲ့ဒီဘက်ကိုထိမှန်ထားတဲ့ပြည်သူတွေဈေးဝါးမရှိသည့်အတွက်နေတိုင်းနေတိုင်း သေးပြောက်နေပါတယ်သေတာ80ကျော်သွားပါပြီနေ့စဉ်လိုလိုသေးနေတာဆေးဝါးမပြည့်စုံသည့်အတွက်ကျမတို့ပြည်သူတွေခံစားနေရတဲ့ဆေးကုသပေးမဲ့လူလည်းမရှိတော့ဘူးသူတို့ကလက်နက်ကြီးနဲ့ထူတယ်အခုရေချောင်းလာတယ်မော်တော်သင်းမောတွေရောဖငါးသီးလာပြီးလက်နက်ကြီးနဲ့ပြစ်တယ်လက်နက်ငယ်တွေနဲ့ပြစ်တယ်ထူတယ်အထက်ကလေဒီဝဲပေးတယ်ကျမတို့ပြည်သူတွေဘလောက်ကြီးခံစားနေရတဲ့ဆိုတာနိုင်ငံတကာလည်းသိစေချင်ပါတယ် ကျမတို့တွေတွေတော်တော်အလူလဲခံစားရတယ်။အချို့ဆိုမိသားစုလိုက်ပါသွားတယ်။တယောက်တည်းပဲကျန်တယ်။ကျမတို့ချောင်းမျိုးနေမှာတော်တော်ခံစားနေရပါတယ်။ဒီမြင့်အောင်လှိုင်ကသာသမီချင်းကိုချင်းစာခဲ့လို့ရှိရင်သူတို့လောက်ချမ်းသာနေပါပြီ။တော်ပါတော့နားပါတော့ 6စီမီတပိတ်ထိခိုက်ပြည်သူတွေအတွက်စကိုင်းပြည်သူဖေးမကူကိုရက်ကငွေကြေးသိန်း200ကျော်ကိုစီဝါနဲ့ရိခါထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်လို့အောက်တိုဘာ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒေသရင်းပြည်သူတွေအတွက်ကိုရက်ကတပ်ဆောင်တွေကူညီခဲ့တာဖြစ်ပေမဲ့ကာလရှည်စာဝန်တွေစက်တဲ့နေတဲ့ပြည်သူတွေအတွက်လုံလောက်တဲ့ပမာဏတော့မဖြစ်ခဲ့ပါဘူး။ ။ဒလန်ကတော့အမြဲဒလန်မှတ်ပါတယ်ဗျာအကျုပ်ကတော့စခန်းထဲရလေ။ဟာခံစားရတာပေါ့ဗျာရဲစက်တက်ကိုခံစားရတယ်။ဒါမှဘယုတ်တုတ်ကဒလန်အတိကျလုသွားလို့မဟုတ်ခံလဲရတဲ့အတွက်ပေါ့ဗျာ။ကျုပ်တို့ကထိတွေ့တယ်ကများနေတော့ကြန့်ခိုင်မှုကဆိုတော့ရှိတော့ရှိတာပေါ့။ဒါပေမဲ့မခံကျင်စိတ်ကြတော့တော်တော်ကိုများတယ်ကျုပ်ကတော့။ရင်ဆိုင်တိုက်ကြဆိုဆိုတော့တိုက်ရပါတယ်အကုန်လုံး။ဖရလည်းဆိုကတရားလည်းဆိုကတန်ခါလည်းဆိုကပြီးတော့တလိမ့်ဆန်တာတာလောက်မှအဆင်မရှိတဲ့ကောင်တွေပါဗျာ။ဒီလိုကောင်တွေအတိတ်ကလုံးဝမှမရှိတဲ့ပုံကိုယ်တွေကိုဖြစ်သွားပါကြီး။ အောက်တိုဘာ6ရက်သတင်းကြိုလာပြညကစကိုင်းတိုင်းချောင်းမြို့နယ်ဘုံတို့ရွာစီမီတပိတ်ကိုစစ်ကောင်စီကပါရာမော်တာနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ကလင်းငယ်ရဲပါဝင်ဒေသခံ20ကျော်ပွေချင်းပြီးတေဆုံးပြီးအများပြားဒဏ်ရာရခဲ့တာပါအောက်တိုဘာ6ရက်နေ့မှာတေဆုံးသူ40ထက်မနည်းရှိလာပြီးနောက်ရက်တွင်မှနေ့စဉ်တေဆုံးသူတွေဆက်တိုက်ရှိနေတာဖြစ်ပါတယ်မြေပြင်မှာတော့ဒဏ်ရာရသူတွေကိုနေရာစုံခွဲပြီးပို့ဆောင်ကူတာပေးနေတာဖြစ်တဲ့အတွက်ဒေသခံတွေပြောဆိုတဲ့တေဆုံးသူအရေအတွက်ပမာဏဟာကွဲပြားမှုရှိနေပါတယ်မြေပြင်အခြေအနေမကြီးနေမှုတွေနဲ့ဆက်သွယ်ရေးအခက် ်ခဲ့တွေကြောင့်တည်ဆုံးသူရေအတွက်ဒီကြကို TPP ကဒီကြအတိမပြုနိုင်သေးပါဘူး။ကျွန်တော်တုဒချန်တာပါ။